အလုံးမဲမင်္ဂလာပါများဆိုင်းလန်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကိုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းလေတော့စီရီယံဒေါက်တာမာတူကို PDF ပါလာဖောက်ရဲ့ချမ်းဖတ်ပြီးဗတ်စီသွားတဲ့ကိစ္စမတရားတဲ့အကြောင်းကိုဦးငါမင်းဆွေတေပြောတဲ့ရုပ်သံပိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီပိုင်းမှာဦးငါမင်းဆွေအဲ့ဒီချောင်းနဲ့ပတ်သက်ပြီးဘာဒီဘလို့ဆက်လက်ပြောဆိုနေသလဲဆိုတာကိုအလုံးဝင်အောင်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အဲဒီနေ့တော့ဗျာကျွန်တော် line ပုံမှာလည်းတော်တော်ပြန့်နေပါတယ်เนาะအဲ့ဒါလေးတခုမြင်ရတာလဲတော်တော်စိတ်မကောင်းဖြစ်ရတယ်ဗျာเนาะအဲမင်းကင်းမျိုးနဲ့တင်တော်ရွာလာအဲအဲ့ဒီမှာအရင်ဒါအရင်တော့ကမင်းကင်းမျိုးနဲ့ဆရာဝန်ကြီးပေါ့ဗျာเนาะမျိုးနဲ့ဆရာဝန်ကြီးဆိုတာနည်းတဲ့စိတ်မို့ပေါ့အဲမျိုးနဲ့ဆရာဝန်ကြီးနောက်တော့ CDN လုတ်သွားတယ်အဲ CDN လုတ်သွားတာပေါ့เนาะအဲ့ဒီဆရာဝန်ကြီးပေါ့เนาะဟိုပလာဖပေါ့เนาะမင်းကင်းပလာဖခေါ်มาပေါ့เนาะ အဲဘသူတို့သူတို့အုတ်ချုပ်ကြီးတွေပေါ့ဗျာသူတို့ဘက်ကအုတ်ချုပ်ကြီးတွေပေါ့အဲပါရဖားတွေဟာဟာလာလက်နဲ့တင်နေအဲဆရာဆရာဝမကြီးကိုနော်အဲတင်တော့ရမှာလာဖမ်းသွားတယ်ဗျာနော်ဟိုဖမ်းတဲ့နေရာမှာလည်းဟိုဓာရီပေါ့ဗျာနော်ဟိုအမျိုးသမီးတယောက်ပေါ့အတင်ဆွဲလာရန်လာဟာလာအမျိုးသားတွေကဆွဲရမ်းပြီးတော့နော်အတင်လက်ထက်ခနော်အတင်လက်ထက်ခဟိုကလည်းခမခမ်းနော်အဲ့လိုရုံရင်းဆန်ခတ်တွေဖြစ်ပြီးတော့နော်ဟိုအမျိုးသမီးတယောက်ပဲကာကာအင်ဒီရီပေါ့နော်ကာအင်ဒီရီပြက်ပြားတဲ့အထိ လုတ်သွားတာဒါကတော့ကျွန်တော်တို့နိုင်ငံရဲ့ဥပဒေနဲ့ပဲပြောပြောနိုင်ငံတကာဥပဒေနဲ့ပဲပြောပြောအမျိုးသမီးတရားကိုကာကာအင်ဒီပြတ်ပြားစီတယ်ပေါ့နော်ဒါကအပြစ်တော်ကြီးတယ်ဗျာနော်ဥပဒေပြတ်ထန်းကြမှာလဲဒါထောင်တန်းအပြစ်တော်တော်ကြီးတယ်ဗျာနော်အဲ့တော့အဲ့လိုမြင်ရတော့စိတ်မကောင်းဘူးနေနော်ကိုမြန်မာလူမျိုးတွေပဲဗျာနော်ကိုမြန်မာလူမျိုးတွေပဲနော်ဘလူးခစ်ခါပဲဖြစ်ဖြစ်နော်စိတ်သဘောထားချင်းမတိုက်ဆိုင်ကြဘူးဟုတ်လားအာဒီလိုအခြေအနေတွေတိုင်းပြည်မှာဖြစ်တယ် ်ဖြစ်တော့လည်းပဲเนาะဘယ်ဘက်အဖွဲ့စည်းပဲဖြစ်ဖြစ်เนาะကျွန်တော်လည်းတိုင်းသားလက်နက်ကင်နေမြေတွေထဲမှာနေခဲ့ဘူးတာပဲဗျာเนาะနေခဲ့ဘူးတာပဲအဲကျွန်တော်ဆိုရင်ဒါရေးနေမှာငယ်ငယ်တည်းကเนาะမွန်တိုင်းသားလက်နက်ကင်နေမြေထဲမှာနေခဲ့ဘူးတာပဲဗျာမဆိုးရပါဘူးတို့တွေเนาะတိုင်းသားလက်နက်ကင်မဆိုးပါဘူးဗျာเนาะယဉ်ကျေးကြပါလေနိုင်ငံသားပြည်သူတွေကိုဆက်ဆံတဲ့နေရာမှာเนาะကောင်းကောင်းမွန်မွန်ဆက်ဆံကြပါလေဗျာเนาะအခုဒီဒီဗမာတွေကဘာဖြစ်လို့ဆိုးနေကြလဲเนาะအဲ့အဲ့ဒါတွေကဗမာတွေလေမင်းကြီးကเนาะ ျွန်တော်လည်းဗမာပါပဲနော်နော်ဗမာကတော်တော်ဆိုးနေတာဗျတိုင်းသားတွေကတော့မဆိုးဘူးဗျတိုင်းသားလည်းလက်ကင်နေကျွန်တော်နေခဲ့တာပဲဗျာအဲ့ဒီရွာဒီမှာနှစ်ရှည်လမ်းမှာနေခဲ့တာအဲ့ဒါကြီးကမကောင်းဘူးဗျာနော်မကောင်းဘူးဒါနော်မင်းကျွန်တော်အတွေ့အကြုံကဆိုရင်ကျွန်တော်ဒီတလောဒီမကြသေးခင်ကပဲတော့ကျွန်တော်ကျွန်တော်တို့ဟောလာအင်းစိတ်ထောင်ရလीနော်ဟိုအမှုရင်ဆိုင်ရတဲ့ခါကျတော့ဒီထောင်အပြင်ထွက်ပြီးတော့ထောင်အပြင်မှာလှုပ်ထားတဲ့အကားစားယုံကြီးပေါ့ဗျာထောင်ရဲ့အပြင်မှာ အင်းစိတ်ထောင်းရပြန်မှာလောက်ထားအထုတရားယုံခေါ်ရကြအဲ့ဒီမှာတော့မြို့နယ်ပေါင်းစုံကပေါ့ဗျာရန်ကုန်တိုင်းတွင်းကမြို့နယ်ပေါင်းစုံနေနော်ဟိုအပြင်တရားယုံတွေကိုမထွက်ရတော့ဘူးအဲ့ထောင်းပြင်ထောင်းပြင်ထဲမှာရှိတဲ့တရားယုံကိုထွက်ရတယ်အဲ့ခါမှာနော်ကျွန်တော်တို့ယောက်ျားတရားခံတွေကိုအမျိုးသားတရားခံတွေကိုခြေချင်းခတ်တယ်ဗျာလက်ထက်လက်ထက်တော့မခတ်ဘူးလက်ထက်ခတ်တာတော်သေးတယ်ကျွန်တော်တို့ခြေချင်းခတ်တာကျွန်တော်တို့အသက်80နားနီးစီးကျုပ်ရောကလည်းရှိတယ်နော်စီးကျုပ်ရောကရှိတယ်ဆိုရင်ဥပမာခြေချင်းခတ်လိုက်လို့အနာရပါဖြစ်သွားတယ်ဆိုရင် အနာမကျင့်ပြဿနာရှိတာပေါ့ဗျာစီကျူယောဂါဆိုအနာမကျင့်ချီချင်းခတ်တယ်ဗျာအမျိုးသားတွေနော်အမျိုးသားတဲ့ခါကျွန်တော်တို့လည်းခတ်တာပဲတို့ငရထာရခတ်တယ်ဗျာလက်ထိတ်ခတ်တာမှတော်သေးတယ်စီကောင်းနှစ်ဖက်မှာချီချင်းကြီးခတ်ထားဆိုလမ်းဆောက်ကတော့ဒီတန်ရိုးကြီးကိုလည်းဒီကကန်ရသေးတယ်လက်ကကန်စီနှစ်ဖက်ကချီချင်းခတ်တာအဲ့လိုဒါပေမဲ့အမျိုးသမီးတဲ့ခါနေလက်ထိတ်လည်းမခတ်ဘူးချီချင်းလည်းမခတ်ဘူးဗျာအမျိုးသမီးတဲ့ခါနေဒါကျွန်တော်လုံးမပြောဘူးမေးကြည့် အမျိုးသမီးတွေကိုအဲ့လိုဆက်ဆံရတယ်ဗျာနော်ဆက်ဆံနော်ခင်ဗျားတို့ comment တွေမှာကျွန်တော်တွေ့တယ်အဲ့ဒီအမျိုးသမီးကိုလက်ထက်ကပါရုပ်ရှင်ဆံကဖြစ်တော့တချို့ကပြောတယ်ဟိုစစ်ကောင်စီလိုပဲပါညာဆိုတော့စစ်ဆိုးရလိုပဲပါညာမဟုတ်ဘူးဗျာခင်ဗျားတို့ပြောတယ်စစ်ကောင်စီစစ်ဆိုးရမှာအမျိုးသမီးတွေကိုလက်ထက်မခတ်ဘူးခြေချင်းလည်းမခတ်ဘူးအမျိုးသမီးတရားခံတွေကိုအေးစိတ်ပဲနော်အမျိုးသမီးတရားခံတွေမေးကြည့်ပါ နော်အဲ့လိုခွင့်ရပေးရတယ်ဗျအမျိုးသမီးနဲ့ပတ်သက်လာရင်ဟုတ်ပြီဟုတ်ပြီဗျာဒီလောက်ပါပဲနော်ဒီလောက်ပါပဲအားလုံးညီမပြည့်ကြီးအမြန်ကြီးချမ်းပါစီဗျာနော်ဗမာတွေလည်းခင်ဗျအတွေးခေါ်နော်ညာရင်မြင့်မကြပါရင်ကြီးကြပါနော်ကျွန်တော်လည်းဗမာပါပဲဟုတ်ပြီဟုတ်ပြီနော်အားလုံးအဆင်ပြေကြပါစီကျွန်တော်ကမပြန်လာတဲ့ခင်ဗျခင်ဗျဒီနေ့တော့ဒီစမလာနေရနေပေါ့နော်အဲ့တော့ live မှာတော့ တွေ့ကြတဲ့ကိစ္စတွေတခုကိုကျွန်တော်နည်းနည်းလမ်းလမ်းပြီးတော့မှဖုန်းနဲ့မေးလိုက် Messenger မေးလိုက်ပြီးကြတဲ့ကြောင့်မလို့ကျွန်တော်လည်းပြောပြတယ်ပါအဲ့ဒါတော့ဒီမင်းကြီးမျိုးနဲ့ကဒေါက်တာခင်သူသူလွင်ဆိုတဲ့မျိုးသမီးကိုဒါသူတို့ပတ်ကဖားတွေပါပြီးပေါ့ဗျာအဲ့ဒါတွေကနေပြီးတော့မှဟိုဖန်စီသွားတဲ့ကိစ္စပေါ့အဲ့ဒါပတ်သက်ပြီးတော့မှ တို့မီဒီယာတွေကပဲပြန်ထုတ်တာပါပဲဗျ။စာချုပ်မီဒီယာတွေပြန်ထုတ်တဲ့သတင်းကိုဟိုလူတွေကသိကြတာပေါ့နော်။အဲ့တော့ကျွန်တော်မြန်အဲ့ကိစ္စတိလာဆိုပြီးတော့မေးတာပေါ့။ကျွန်တော်တိတလောက်ကတော့အတောင်းလို့ဆယ်ရွေးကောက်ပွဲကျွန်တော်ဝင်တဲ့အချိန်မှာအဲ့ဒီဆရာဝန်ကသူကအပြူကြီးဗျ။အပြူကြီးဖြစ်ပြီးတော့ဒါကျွန်တော်ခဏတဲခုနေတဲ့ အိမ်နဲ့ဆိုပြန်ဆောင်ထုတ်အိမ်မှာပဲသူကလည်းနေတယ်ဗျအဲ့တော့ကျွန်တော်လည်းဆက်ဆံမရှိပါဘူးဘာလို့သူကဟို energy အပီးတဲ့ဆရာဝန်ဆိုတဲ့ခါကျကျွန်တော်တို့လည်းခတ်တန်းတမ်းပဲနေတာပေါ့နော်အဲ့တော့ဒီ2023အနာထိပ်ပြီးတဲ့အချိန်ကျတော့ဒါဘယ်လိုတွေဖြစ်ကုန်လဲတော့မသိဘူးသူကဒါ CDN လုတ်ပြီးတော့မှဒါ PDF တွေနဲ့ပူပေါင်းသွားတာပေါ့ဗျာနော်ပူပေါင်းသွားပြီးတော့ ပေမတော်နီလေးဆိုလို့ရှိရင်တော့မင်းကင်းနဲ့ခွန်မိုင်ရှိမှလောက်ဝေးတဲ့နေရာမှာထုံမန်းတို့ထုံမန်းဆိုရရွာရှိရဗျအဲ့ရွာဘက်မှာနေတယ်လို့တော့ကျွန်တော်ရေပုံအဖြစ်သိရတယ်အတိအကျတော့မဟုတ်ဘူးပေါ့နော်အခုသူ့ကိုဖမ်းနေဆိုတဲ့ view ကလည်းသူကမြို့ပေါ်နေတဲ့ view မဟုတ်ပါဘူးအဲ့ဒီရွာဘက်မှာနေတဲ့ view ပါပဲအဲ့တော့အဲ့ဒီဘက်မှာလည်းနေရင်ထိုင်နေတယ်ပေါ့ဗျာ အိမ်တော်တွေပဲကြသွားတယ်လို့သိရတယ်ဗျအိမ်တော်ကြတာလည်းဟိုဒီလိုပေါ့တော်လေးရောက်နေတဲ့ဒီလူငယ်လေးတယောက်လည်းပဲအိမ်တော်ကြသွားတယ်ဆိုလူငယ်လေးကလည်းဟိုအစင်းနဲ့ရှိရှိတော့ဟုတ်ဖို့မရပါဘူးနောက်ကလေးတွေပဲမွေးတယ်လို့သိရတယ်ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့မှတကယ်ကိုတော်လေးရောက်တော့တဲ့လူတွေရဲ့ဘဝတွေကိုရှောင်းမျိုးတပီးတရားဟောဒီလိုမျိုးဖြစ်ရတယ်ဆိုပြီးတော့ကျွန်တော်ရေချုံးမီရနဲ့ post ခုတင်ခဲ့ဘူးပါတယ် ခုလည်းသူတို့အရှုပ်ရှင်တွေပေါ့လေအရှုပ်ရှင်တွေရောက်လို့ဖမ်းခံရတာပါအဲ့တော့အဲ့ဒီမှာနေပြီမဲ့လေ तू ကတော်တော်လေးတော့စီမံခန့်ခွဲတယ်လို့သိရတယ်ဗျငွေကြေးတွေပေါ့နော်ဒီငွေကြေးအရှုပ်ရှင်တွေကြောင့်ပဲဒီလိုဖြစ်တဲ့သူပဲကျွန်တော်ထင်ပါတယ်တခြားလူကြောင့်လည်းသိကြသိထားမရှိပါဘူးခင်ဗျအားလုံးကျေးဇူးတင်ပါတယ်